ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ KG Story Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေဒီတစ်ခါမှာတော့ပရိသတ်တွေအတွက်စာရေးသူနောင်ယိုစေတက်ရေးသားထားတဲ့အယူသူရောနဲ့လင်းထောင်ကူရဲကဝေမဲအပိုင်း55ကိုတင်ဆက်ပေးကြပါရစေအစီအစဉ်လေးစတင်ခင်မှာကျမတို့ရဲ့ Channel လေးကို Like and Subscribe လေးလုပ်ပြီးတင်သများဗီဒီယိုတွေကိုအချိန်နဲ့တပြေးညီသိရှိစေဖို့အတွက်ဗီနာ Notify Bell လေးကိုနှိပ်ထားပေးဖို့လည်းတောင်းဆိုကြပါရစေကျမတို့အစီအစဉ်တင်ဆက်သူဟိမန်ကူကူဖြစ်ပါရဲ့ရှင်ညာဦးပိုင်းအချိန် ြင်ပစီမှာမိုရိုကတဖြောင်ဖြောင်ကြဆင်းလုံနေပါရယ်ဒီအချိန်ပကိုးမျိုးပေါ်ကရက်ကွက်တစ်ခုအတွင် အင်္ဂလိပ်တလုံးစီမှာတော့စီးစရာကြီးဥမောင်းပြောက်သူ့အရှိစီကနေဟောင်းနှန်းလုံးနေပြီးစာရွက်တွေကဆွေမြေနေကကင်နာတော်မှာတတိထားလို့ကင်နေရပြီဖြစ်တဲ့ကျန်းစာအုပ်ကြီးကိုဖျောင်းနိုင်မီလက်စီကနေကင်ပြီးတော့အသေးအတန်ဖတ်မှတ်နေပါရယ်စီစာကြီးဟာစန်းစာအုပ်ကြီးရဲ့စာရီကိုတဲတဲမဲမဲဖတ်ရှုနေတာဖြစ်ပြီးမှတ်သားစာရုပ်ကိုလည်းနဘေးစီကစာရွက်စီမှာမှတ်သားတညာပြုနေပါရဲ့ တစ်ချက်တစ်ချက်မှာစန်းစာပါစာပိုက်တွေကိုအတန်းထွက်ကယူဆုံနေတက်ပြန်ပြီးတချို့စာပိုက်တွေကိုစမမထင်ထင်ဖြစ်အောင်နှစ်ခေါက်သုံးခေါက်ယူဆုံနေရင်ရှိပါရယ်ဒေဝနတ်ကျန်ဤစေကျန်ကိုနှီးယူခေါင်းစဉ်လူစင်သွေဖဆေးပြတက်လူကြည်စင်ဖော်ထားပြထားရီလှမြေရင်ဝကဂါထာကုံမန်ကုရတန်တိတေဝေနေသောနတ်မီဩကဆေးလာကရဲ့ရှမ်းပပေမီ ဆေးဆရာကြီးဟာစန်းစာအုပ်ကြီးကိုအပီးထိဖတ်ရှုပြီးစီတဲ့ချိန်နောက်ဆုံးကျင်ရတဲ့စေချမ်းကြီးနဲ့ပတ်သက်ပြီးတင်စားထားတဲ့စာပိုက်ကို3-10မိနစ်ရွတ်ဖတ်လိုက်ပါရယ်။ပြီးတဲ့အခါမှာတော့စန်းစာအုပ်ကြီးကိုအမျက်တနှိုးနဲ့ရွရစာပိတ်လိုက်လေးပြီးတည်တည်ချာချာသင်ဆဲလိုက်ပါရယ်။နောက်တော့ကျင်းနဲ့စာပြောင်းလိုက်ကဒီစေချမ်းကြီးအတိုင်းသာဆေးတွေကိုဖော်ဆနိုင်ခဲ့မယ်ဆိုရင်ဒီစမှုမှာငါဟာလက်သက်စီဝကရဲ့လို့ကြွေးကြော်နိုင်ပြီကွာ။ရေရွတ်လိုက်ပါရယ်။ ဒီလိုနဲ့ပဲနောက်တစ်ပတ်အကြာမှာတော့စေးစရာကြီးဦးမောင်ကြောင့်တပည့်သူတာဖြစ်သူမောင်ဖိုးစီကိုခေါ်ကစေးကြံကြီးရဲကစေရီကိုဖော်ဆက်ဖို့ရာရုံးမအတွင်ကစေးပင်ဝါပင်တွေပေါ်များပေါရောက်တတ်တဲ့မြိုင်ဟေဝန်တော်စီကိုဝင်ရောက်ခဲ့ပါတော့။ဟေဝန်မြိုင်တန်းတမောပေလရကုံနိုင်ပန်းကြဆန်းစေးလင်ကတို့ပေါရောက်ပေလူထူးစီဦးရဲ့စေးစရာကြီးဦးမောင်ကအရှိကနေကျိုင်းတော့ကိုင်လို့အရှိကနေဟိုရန်ဒီရန်သွားရင်စေးပင်ရှာဖွေပါတယ်။ အနောက်ဘက်ကမောင်ဖိုးစီကတော့အထုပ်ပိုးတွေကိုထမ်းပိုးရင်းသူ့အတွက်တခါမှမရဘူးသေးတဲ့တော်နတ်ခေါင်ကောင်စီကအတွေ့အကြုံအမြင်အဆန်းအစ်တွေကိုတအံ့တအောငေးမောရင်းလိုက်ပါပါရယ်စေးကျန်းရတော့စင်မီတော့ပန်းမျိုးအရင်ဆုံးရှာဖွေရမယ်မောင်ဖိုးစီအမေမရှိပါဘဲနဲ့ဥမောင်းကပြောလာပါရယ်ဒီခါမှမောင်ဖိုးစီကပေးပဝင်ခြင်းကိုငေးမောနေရအနေတတိဝင်လာပြီစင်မီတော့ဆိုတာဟိုအနေနဲ့အဝါဆက်ကြတိတ်ကိုလှတဲ့အပင်ကိုပြောတာမဟုတ်လားဆရာကြီးအေးအမှန်ပဲပေါ့အဲ့ဒါဒီတော့ရဲမှာရှိပါမလား မောင်ဖိုးစီရဲ့အမေကြောင့်ဦးငမောင်ပြောင်းလိုက်ပါတယ်ပြီးတော့ပုံမှန်လေးတန်းနေပဲမရှိရောလားမောင်ဖိုးစီရဲ့ဒီမြိုင်ဟေဝန်ဆိုတဲ့တော်ကြီးမှာတိလဂရိတာစောကြီးကဆေးပင်မှာတထောင်ကျော်လာရောက်စိုက်ပျိုးထားခဲ့တာဒီတော်ကြီးကိုလောကီဘက်ကမြိုင်ဟေဝန်လို့ခေါ်တယ်တို့တာမန်လူတွေအတွက်ကတော့စင်မလိုက်တော့ပေါ့ကွယ်ဦးမောင်ပြောပြတာကိုမောင်ဖိုးစီလည်းခေါင်းငိတ်လို့မှတ်သားလိုက်ပါတယ် စကားပြောနေရင်လည်းသူတို့တွေစက်တူကြတော့အရှိအတော်လှန်ရနေရစီကအနီနဲ့အဝါဆက်ထားတဲ့စီမီတော့ပံမင်တွေအများပြားကိုလမ်းမြန်လိုက်ကြပါရယ်။ဥမာကဝမ်းတာအရာပဲပြေးတဲ့အခါမှာမောင်ဖိုးစီကလည်းအနောက်ကနေပြေးလိုက်ရပါရယ်။စီမီတော့ပံမင်တွေကိုခူးဆွကြပါရယ်။ခူးဆွလို့ပြေးတဲ့အခါမှာနှစ်ယောက်သားအမောပြေးအဖြစ်အနားမှာပဲထိုင်နေလိုက်ကြပါရယ်။မောင်ဖိုးစီကနှာရှိုင်းလာတဲ့တော်တောင်တွေတဲကိုဝေးဝိုက်ကကြည့်ရင်လည်းတစုံတစ်ခုကိုအတွေ့ပြုမိသွားပါရယ်။ဆရာကြီးဟေးနမ်မိမယ်ဆိုတာတကယ်ရှိသလား။ မဖိုးစီရဲ့အမေကြောင့်ဥမောင်းမျက်လုံးတွေပင့်တက်သွားပါရဲ့ဟောဘလို့ကြများမေးလာတော့အော်ညနေတော့အခုလိုမျိုးတောနယ်ကြီးထဲမှာနမိမယ်တွေရှိတတ်တယ်လို့အဖိုးဖွားတွေကပြောပြပူတာအမှန်ရလို့ပါအဲ့အရာပုံမြင်တတ်တတ်ပါကွာအော်ဒါဆိုရင်ပြင်မမရှိဘူးပေါ့အေးပေါ့ကွာဟိမဖိုးစီကသူ့အတွင်နဲ့သူရှက်ကိုရှက်ကန်ဖြစ်ပြီးတော့ရှိမိလိုက်ပါရဲ့ဒါပေမဲ့ကွာငါစာအုပ်တအုပ်မှာဖတ်မှတ်ဖူးတာတော့ရှိတယ်ထူးခြားဖြစ်ရလေးပေါ့ကွာ မောင်ဖိုးစီစိတ်ဝင်စားသွားပါရယ်။ဘာမျှလဲဆရာကြီးကမင်းပြောတဲ့နတ်မိမယ်နဲ့လိန်ဆက်ဆံမှုတဲ့ဘယင်နဲ့ကပကံခစ်ကလို့ရေးထားတယ်။ဟာစိတ်ဝင်စားစရာကောင်းလိုက်လားကြောက်ပြစားမအောင်ဆရာကြီးက။အေးထိုးစားလို့မှတ်တော့မှတ်ထားရဲဆိုပေမဲ့ဘယ်ဘယင်လဲလို့ငါလည်းအသေးချာတော့မမှတ်မိတော့ဘူး။ပြစ်နိုင်တာကတော့တရုတ်ပြင်းမြင့်လို့ခေါ်တဲ့နရတီဟာပတိမင်းတော့ဖြစ်လိမ့်မယ်ထင်တယ်။အိုးဘယ်မင်းမဖြစ်ဖြစ် ပြောမှသာပြောပြစမ်းပါဆရာကြီးက။ကျုပ်တိတ်ပြောသိကျင်နေပြီဗျ။ဟဲ့ ကိုကိုကလည်းထိဆောင်ငါမင်းကိုပြောပြမှာမဟုတ်မဟုတ်တော့မဟုတ်ဘူးဘ ഹു တုတ္တအနေနဲ့ပြောပြမှာဟုတ်ပါပြီဆရာကြီးရဲ့ကျုပ်လည်းဘ ഹു တုတ္တအတွက်ပါဗျဟီမဖိုးစီကမချစ်မရဲနဲ့ရီမိလိုက်ပါ रे တကယ်တမ်းကျတော့လူပြောပေါကာလာသားတောင်အနေနဲ့ဘ ഹു တုတ္တအပြင်အခြားကောပါရာပေါ့လေဦးမောင်ကတော့မဖိုးစီကိုဘာမှမပြောတော့ပဲသူပြောပြမယ်အကြောင်းသာဆက်ပါ रे ဒီလိုရဲကွာဟုတ်ကဲ့ဟ ्या ငါစကားလည်းမထောက်နဲ့ကွာအော်ဟုတ်ကဲ့ဟုတ်ကဲ့ စကားလျင်ပြတ်သွားတာမို့ဥမောင်းကမှန်လိုက်ပါတယ်မောင်ဖိုးစီလည်းတိကျစေရှိတာမို့အငြင်းကုန်နေလိုက်ပါတယ်နရတီဟာပတိမင်းကြီးကတရုတ်တွေကျူကျော်လာလို့ပသိမ်မျိုးစီကိုထွက်ပြေတော့မှလန်ခုလက်တော်ရဲစီမှာမိုးကြီးရွာသွန်းတာကြောင့်သူ့ရဲ့နောက်ပါသားတွေနဲ့ကွဲထွက်သွားရတယ်ကွာမိုးရီကလည်းတိတ်တဲအောင်ရွာနေအောင်ဆိုတော့နောက်ပါရီကလည်းနီးရဆရာခုတ်ကတ်ကြသလိုစင်ထိုင်ကလည်းစင်မွားနေစင်ပြေရတယ်လေမင်းကြီးကလည်းမိုးကကောင်းလို့တော့ကြောက်စိတ်ကဲပြီးတော့စင်အပေါ်မှာဝတ်နေမိတာမိုးတန်ကြောင့်အတန်ပလန်နေလည်းမကြောက်ဘူးပေါ့ကွာ နောက်ဆုံးမိုးတိတ်တဲ့အချိန်ကြမှာမင်းကြီးကဝင်းနေရနေထားကြည့်တော့သူ့လူတွေနဲ့အတူရှိမနေတော့သူတောက်တဲ့ဆန်တကောင်နဲ့တောထဲမှာဝဲလေလေဖြစ်နေရပြီမိုးကလည်းရွာထားတာဆိုတော့ပတ်ဝန်းကျင်တစ်ခုလုံးကလည်းတောကိုတောင်ဝေးနဲ့ပိတ်သေးနေစင်ကြီးချေဦးတရာစီသွားနေရပေါ့ငါကွန်တရာပေးစမ်းကွာမင်းကြီးကပြောရလားဦးမောင်ကသူ့ဟာဖို့အတွက်ကွန်တရာတောင်းတာပါစကားကဆက်သွားတော့မဖို့စရာနားမလည်လိုက်ဘူးဒါကြောင့်ပြန်မေးလိုက်တာပါမင်းဘာကြီးမင်းကြီးကတောင်းရမှာလားငါဝါဖို့တောင်းတာကွာဩဟုတ်ဟုတ် တကယ်ဒူးဒူးဒူးကောင်းမှာပဲကွာမောင်ဖိုးစီကခွန်တုံမပြန်ပါဘူးပလိုင်းနဲ့ကွန်အေကိုထုတ်ပြီးတော့ကွန်တရာကိုရှာလို့ဥမောင်စီကမ်းပေးလိုက်ပါတယ်ဥမောင်ကကွန်ရောင်ရှူလို့ဝါလိုက်ကပစ်ခနဲ့ကွန်တရွေကိုထွေးထုတ်လိုက်ပါတယ်ဆက်ပါအောင်ဆရာကြီးကစိတ်ဝင်စားနေမိပြီအေးပါကွာဆက်ပြောမှာပေါ့စင်ကြီးကခြေဦးတရာသွားနေအောင်မင်းကြီးကဘာမှမလုပ်တော့ဘူးစင်ပွားနေပဲဒီတိုင်းထိုင်ပြီးတော့လိုက်နေမိရင်နဲ့တနည်းအောင်ရောက်တော့စင်ကြီးကကြီးကလေးနဲ့ကြောက်အားလန့်အားထအောင်မင်းကြီးလည်းဘာဖြစ်တယ်လဲဆိုပြီးထိတ်ထိတ်ပြပြပေါ့ကွာ အဲ့ဒီအချိန်မှာကောင်းငယ်စီမှာအလင်းဖြာဖြာကြီးကကြဆင်းလာပြီးတော့စင်ကြီးရဲ့အထက်လေဟန်းထဲမှာရပ်တန့်သွားတယ်။မင်းကြီးကလည်းဘာဖြစ်မလဲဆိုပြီးတအံ့တအောနဲ့ကြည်နေမြပေါ့။အလင်းရောင်ကြီးကရုတ်တရက်ပြေသွားတယ်။အဲ့ဒီခါမှာလေဟန်းရဲ့အထက်မှာရက်နေတဲ့ဝက်လက်စလေးမင်းမဲ့ပြူတယောက်တည်းကွာ။အလိုလေးခနာကိုကောက်ကြောင်ကရှိုက်ကြီးရှိုက်ဖို့အသွဲအသွဲနဲ့ဟိုမှာမိမွေးဖမွေးတိုင်းမြင်နေရတယ်ကွာ။စမရလည်းနတ်မှောင်ပြီးတော့အရှိကြီးရဲတယ်ကွာ။ဆက်ပြောပါတော့ဆရာကြီးကကျုပ်ဖြစ်ရင်းနေအောင်တုံလာပြီ။ဟဲ့ကော တနာယူမနေနဲ့ဘဟုတုတ္တာကအသေးချာနာထားဟုတ်ပါတယ်ဆရာကြီးရဲ့ဘဟုတုတ္တာပါဗျလောက်ပါဆက်ပြောပြပါတော့ဗျအဲ့တော့မင်းကြီးကလည်းငေးရီပြီးတော့ကြည်နေမိရပါကွာအဲ့ဒီချိန်မှာပဲမိမပြူကလေပေါ်ကနေမင်းကြီးရှိရာစီကိုဆင်းသက်လာနောက်တော့မင်းကြီးနဲ့တောင်ဝါသားပြုတ်တော်တာပဲလေစင်ကြီးပေါ်မှာပဲလားအေးစင်ကြီးပေါ်မှာပဲတဲ့အဲ့ဆိုဆက်ပြီးတော့ပြောပါအောင်ဆရာကြီးကအေးတောင်ဝါသားပြုတ်လို့ပြီးတော့မိမပြူကမင်းကြီးရဲ့ရင်ခွင်ထဲကနေရုံးထွက်တယ် ပြီးတော့ကောင်းကင်စီကိုပြန်တက်သွားပြီးပျောက်ွယ်သွားတာတဲ့ကွာမင်းကြီးကတော့အဲ့ဒီနတ်မိမယ်မသွားပါနဲ့မသွားပါနဲ့ဆိုပြီးတော့အဝယ်စားတော့ပြန်မိုးဝနိုင်မင်းနဲ့အော်နေရသူ့ရဲ့နောက်ပါသားတွေပြန်လာရှာလို့တွေ့တဲ့အထီးပဲတဲ့လေဟိုးထူးစားလိုက်တာဗျနောက်မြောင်မအောင်အဲ့ဒီနတ်မိမယ်မင်းကြီးစီကိုပြန်လာသေးလားမလာတော့ဘူးလေကွာအဲ့ဒီတစ်ချိန်ပဲမင်းကြီးကတော့နတ်မိမယ်နဲ့တွေ့ပြီးကလေးကဘယ်မင်းမဝိုးမအနောက်အကတ်မခံတော့ဘူးတဲ့အဲ့ဒီစိတ်နဲ့ပဲယူနန်းတယ်လို့ဖြစ်သွားရနေနောက်ဆုံးတားတော့ဖြစ်သူပြေမျိုးစားလောက်ကြံတက်တာကိုခံလိုက်ရတယ်လေ စိတ်မကောင်းလိုက်တာတကယ်ဆိုရင်နမိမေကလာခဲ့ပြီးတော့ပေါင်းတင်ရမှာပေါင်းတင်တာမှာပေါင်းတင်တာထက်အဲ့ဒီစာထဲမှာထည့်ရထားတာအဲ့လိုမျိုးနမိမေတွေနဲ့တမီးတွေနဲ့ဆက်ဆံမိတဲ့သူတိုင်းကတပတ်အတွင်းမှာအသက်ကံကုန်ရတယ်လို့ရေးထားတယ်ကွာဟာအဲ့လိုကြီးလားအမလီဒါဆိုရင်တော့တော်ပါပြီဗျာနမိမေနဲ့တွေ့ကြတဲ့စိတ်တော့မရှိတော့ပါဘူးမောင်ဖိုးစီကပြပြတလဲပြောတော့ဥမောင်းဟာရှိပါရဲ့မင်းကတော့နမိမေနဲ့တော့တွေ့မှာမထင်ဘူးတွေ့ရင်တွေ့ဒီတော်တီတောင်ထဲမှာကဝေမေနဲ့ပဲတွေ့လိမ့်မယ်ဟေးဟေး ဟာဆရာကြီးကတော့နောက်ပြီဗျာကျုပ်ကနမိမယ်တော့မှကြောက်နေမိတာကဝိမဲသားဆိုစိုးပြီပေါ့ဗျာမောင်ဖိုးစီအပြောကြောင်းဥမောင်းပြုံးလိုက်ပါ रे ပြီးတော့ကဲကဲကောင်းလေမင်းနားထောင်ကျင်လာလဲနားထောင်ပြီးပြီးနားတာလဲအမောပြီးပြီးဆိုတော့ထထရှာကြအောင်စို့ဒီတစ်ခါဘာရှားမှလဲဆရာကြီးစင်တရလွတ်တဲ့စီမှာရှိနေတဲ့စင်နှုံးမနွယ်ပင်အော်ဟုတ်ဟုတ်မောင်ဖိုးစီတက်စေးစရာကြီးဦးမောင်နဲ့အတူညဟေဝန်နဲ့ကိုစေးပင်အရှာလိုက်ကူနေကြတာဒီနေ့နဲ့ဆိုရင်၃ရက်ပြည့်ပါပြီ တို့ဟာတောကြီးရဲ့တနီယာစီမှာတဲငယ်တလုံးထိုးပြီးတော့နေကြရင်နေကမှာဆိုရင်တတော်လုံးတတော်လုံးနှံ့နေအောင်လှဲ့လေလို့ဆေးပင်ရှာကြပါရယ်ရရှိထားတဲ့ဆေးပင်တွေကိုတော့တဲကလေးစီမှာပဲစုပုံထားရပြီးတတ်မှန်လို့အနေသေးတဲ့ဆေးပင်တွေကိုရှာဖွေပါရယ်ဒီနေ့မှာတော့မနက်မိုးလင်းစာကလေးကဆေးပင်တို့ရှာဖွေလာတာနေထမ်းတစ်ဖြာအချိန်မှာတော့ကောင်းငင်ကရုတ်တရက်ကြီးအုံဆိုင်မှိုင်းညို့လာပါရယ်မိုးရတော့မယ်ထင်တယ်တော်ရဲမှာမိုးရရင်တိတ်ပြီးအန်နေများတယ်တဲစီကိုပြန်ကြစို့လား ။ဥမာမှာတောအတွင်းကမကြခနာစေဝင်ဆိုင်ရောက်ပူတဲ့သူမှုတောတောင်ချောင်းတည်ပါရယ်။ရုပ်ကြည့်တက်လာတဲ့မိုးရိပ်မိုးချီကတဲထန်စွာရွာသွန်းတက်ပြီးတော့ရှိုရီမြောင်တွေအကြားတွေကိုစူဝေးကတောင်ကြရည်ဖြစ်စီစဉ်တက်ပါရယ်။မိုးကြောင့်တောင်ပေါ်မြေတို့ဟာချောချွတ်ပြီးလူတွေချေချော်လက်ချော်လဲဖြစ်တက်ပါရယ်။ဒါကြောင့်ဥမောင်းကစေဝင်ကိုထမရှာတော့ပဲတဲစီကိုပြန်မို့ပြောပါရယ်။နှစ်ယောက်သာတဲစီကိုပြန်လာကြပြီးတဲစီပြောက်တဲ့အခါမှာမကြခင်မှာတော့မိုးဝတဲတဲထန်ထန်ပဲရွာသွန်းမှာရယ် မိုးရွာတော့နှစ်ယောက်သားဆေးပင်ရှာဖို့ရကအဆင်မပြေတော့ပါဘူးတဲစီမှာပဲနေကြရင်လည်းရရှိထားတဲ့ဆေးပင်တို့ကိုအမျိုးအစားခွဲထုတ်တာတင်းဆက်ထုတ်ပူရာတွေလှုပ်ဆောင်လဲကြပါရယ်နေ့လည်ခင်အချိန်မှာတော့နှစ်ယောက်စလုံးမိုးအေးအေးနဲ့တကြီးတမောအိတ်ဆက်ကြပါရယ်ဒီခါမှာတော့မောင်ဖိုးစီဟာထူးဆန်းတဲ့အိမ်မက်တစ်ခုကိုမြင်မှတ်ပါရယ်အိမ်မက်ထဲမှာအလွန်တရာကိုပဲလှပလုံးနဲ့မိမပြူတယောက်မိမွေဖာမွေတိုင်းအဝဆားရေမပါပဲကိုလုံးတီနဲ့ရှိုက်ဖို့အသွေးအသွေးကိုထိပါတူပြရင်နဲ့မဖိုးစီကိုလှမ်းလာလေခဲ့ပါရဲ့ မြဝန်းနေကမောင်ဖိုးစီရဲ့စီမားပဲမွေးတကောင်ရဲ့ညှောင့်ငယ်မှုလိုမျိုးစူးဆိုင်လို့ကြည်နေကအဲ့ဒီအကြည့်မှာမောင်ဖိုးစီဟာရှင်းတုံပန်းတုံဖြစ်နေရပါတယ်။အနာကိုချောက်လိုက်ဘာလို့လို့ဘာကရမှန်းမှမသိပါဘူး။တိုင်မဲ့ကြည်နေတော့မှပဲမဲမဲ့ပြိုရဲ့အသွင်ဟာရုပ်ချီးရှည်မြောမြောနဲ့အရင်မဲမဲ့ကြည့်တခုအသွင်ကိုပြောင်းလဲသွားပါတယ်။မောင်ဖိုးစီလည်းအလန်တကြားနဲ့အော်ဖို့တက်ဟန်ပြန်လိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲမောင်ဖိုးစီမောင်ဖိုးစီထထဦးမောင်ရဲ့လှုံ့နှုံမှုကြောင့်မောင်ဖိုးစီတောက်အိမ်မက်ကနေနိုးလာပါတယ်။ငါ ဟာအိမ်မက်နေရပဲအဲ့ရစီကနေထထိုင်လိုက်မိပြီကိုဘသာဆက်ဆက်လို့ရေရွက်လိုက်မိပါရဲ့ပြင်ပမှာတော့မိုးကလုံလုံရရတိတ်နေခဲ့ပါပြီမဖို့စီထကြတော့မိုးတိတ်တုံလေးဒုတရီထီအနီးနားကိုဆေးမင်ထွက်ပြီးရှာကြအောင်ဟောဟုတ်ကဲ့ဆရာကြီးမဖို့စီလည်းကြပြကတိနေပဲဆေးပြင်ရှာထွက်ဖို့အတွက်ပြင်ဆင်မိပါရဲ့အိမ်မက်အကြောင်းလည်းသူမေ့သွားခဲ့ပါရဲ့ တဲစီရနေထွက်ပြီးနှစ်ယောက်သားမိုးရွာပြီးစအချိန်မှာတောင်ပေါ်တောင်ကြားတွေစီကနေစေးပင်လိုက်ရှာပြီးနှစ်ပင်သုံးပင်ရှာပြီးတော့မိုးကလည်းချုပ်စာပြူလာတာမို့တဲစီကိုပြန်လာခဲ့ကြပါရဲ့အပြန်လန်းခီမှာအနောက်ကနေတစုံတယောက်ကကြည့်နေတယ်လို့မျိုးမောင်ဖိုးစီခန်းစားတာကြောင့်နောက်လဲကြည့်ပေမဲ့ဘသူကမှမမြင်ရပါဘူးဥမောကတော့ပုံမှန်အတိုင်းပဲပါမဖိုးစီလေသူ့ဘာသာစိတ်ထင်ကြောင်းရဲ့လိုအလွယ်တွေးခဲ့လိုက်ပြီးဥမောင်းရဲ့အနောက်ကနေခတ်တုတ်တုတ်လိုက်ခဲ့မိပါရဲ့ တဲစီပြောက်တော့ညဆောင်အတွက်ကိုချက်ပြုတ်ပြင်ဆင်ပြီးစောစီးစော်နေပဲထမင်းစားသားလို့ညအိုးပိုင်းမှာပဲအိယာဝင်လိုက်ကြပါရယ်ညလေလောက်မှမိုးကသေးထန်စွာရွာပြောင်းပါရယ်အိမ်နေထဲမှာဖိုးစီကတော့ဒီချိန်မှာနေခဲ့ရမတလို့အိမ်မမျိုးပဲထတ်တူထက်မြမက်ရပြောင်းပါရယ်ထူတော့ထူနေပါပြီတိုင်မဲ့လေအိယာနုပြန်တော့အမတ်တမဲဖြစ်သွားပြောင်းပါရယ်နောက်တနေ့မနက်မှာတော့မဖိုးစီဟာအိယာနုချိန်စိတ်အစဉ်ကလေးလံထိုင်မိုင်းနေပါရယ် ကြိုင်မဲ့လေဥမောင်းနဲ့အတူပုံမှန်အတိုင်းစေးပင်ရှာဖွေဖို့အတွက်ထွက်လာခဲ့ပြီးမိုးကလည်းတဖွဲဖွဲရွာသွန်းနေခဲ့ပါရယ်ညတော့ကလည်းမိုးရွာထတော်မှုတောင်ကျက်လန်တွေကချောင်းနေရပါဒီအတိုင်းသာစတိုက်မိုးရွာနေမယ်ဆိုရင်တော့တရက်နှစ်အစွန်းတို့ပြန်မှဖြစ်မယ်ထင်တယ်ဥမောင်းကပြောပါရယ်မောင်ဖိုးစီကတော့ဘာမှပြန်မပြောပါဘူးသူတို့ရှာဖွေထားတာမှလည်းစေးပင်အမျိုးမျိုးအတော်လေးကိုစုံလင်နေပြီဆိုတော့ပြန်ရင်လည်းပြန်ပေါ့ဒီလိုပဲလွယ်လွယ်တွေးထားလိုက်တာပါတနေ့အောင်ရောက်တော့ဥမောင်းကမြေပြင်ရတစုံတစ်ခုကိုသွားမြန်လိုက်ပါရယ် ဝမ်မောကောင်တခါရဲ့ခြေရပါခြေရကမြေဆူဆူစီမှာနေဝင်လို့ထင်းနေရပါမဖိုးစီရဲ့အန်ရဲ့ကောင်တော့ဒီနားမှာရှိနေပြီသူအများဆုံးပြန်ညာစုဥမမပြောပြီးတော့ခြေလန်းတွေကိုနောက်ကျောင်းပြန်လှည့်ပါတယ်တိုင်မဲ့လေကမကောင်အကြောင်းမလှလေတော့သူတို့ပြန်လှည့်ကောင်မှာဝမ်မောကောင်နဲ့ပတ်ပင်းတွေ့ရပါပြီမဲနဲ့နေရဲ့အမွေအသွင်နဲ့ဝမ်မောကောင်ကသူတို့ညောင်မျက်နှာနဲ့ချက်ချင်းပဲမတက်ရက်လို့မှန်ဖီပါတယ်အရွယ်ရောက်ပြီးသားကောင်ဆိုတော့လေအရက်အမြင့်က၆ပေကျော်သွားတယ်လေ ဒီလောက်ကြီးမာတဲ့အကောင်တိုက်ခိုက်ဖို့ရကမောင်ဖိုးစီတို့မြားစလုံးမှာဓမ္မလွဲပြီးတခြားဘာမှမပါပါဘူးမောင်ဖိုးစီပြေးတော့ဟိတ်တောတွေ့ကြုံရှိရဲ့ဦးမောင်ကပြပြဆဆူနေပဲပလိုင်းနေပါတဲ့အကောင်ပြချလို့ထွက်ပြေးပါတယ်မောင်ဖိုးစီလည်းအစအကြောင်းအန်အန်ရှိနေပေမဲ့တတိဝင်လာတဲ့ချိန်မှာအနောက်လှည့်လို့ပြေးပါတယ်ကန်ဆိုးသူမောင်ဖိုးစီလိုပဲတမို့ရတော့မယ်ထင်ပါရဲ့ဝုံဝံကောင်ကအရင်ဆုံးထွက်ပြေးတဲ့ဦးမောင်ကိုမလိုက်ပါဘူးမောင်ဖိုးစီကတဲမဲပြီးလိုက်ပါရယ် ။ဥမာဝသူ့ကိုဝောင်းဝါမလိုက်မှသိတော့နဘေးဘတ်ကျော်အပေါ်စီကိုတက်ပြေးပြီးတော့မောင်ဖိုးစီကိုစိတ်ပူမိပြီးမောင်ဖိုးစီရေပြေးပြေးအားပေးပါရယ်။မောင်ဖိုးစီခမားလည်းအသက်ပေးမှုအားတော်ခွန်ဆိုင်ပြေးပါရယ်။တိုင်မဲ့လေမိုးဖွဲဖွဲကြနေတဲ့ချင်းအရရရွာထားတဲ့မိုးကြောင့်ချောနေတဲ့တောင်ပေါ်လမ်းစီမှာတစ်ချိန်တော့ခြေချော်လိပြီးအောက်စီကိုပြုတ်ကျသွားခဲ့ပါရယ်။မောင်ဖိုးစီရဲ့အာယုံတွေဟာအမောင်တိုက်စီကနေတထင်ကနှိုးထလာပါရယ်။ခန္ဓာကိုယ်တစ်ခုလုံးညင်ညောင်းစွာလှုပ်ခတ်နေရကိုထုတ်ကဲစွာခံစားနေမိပါရယ်။ ဘာကြောင့်မှမသိတစုံတစ်ခုကခန္ဓာကိုယ်အနှံ့ကိုညင်သာစွာပုတ်သက်ကိုင်းတွင်နေရကိုလည်းခံစားမိနေရပါတယ်။ဒီအထီးတွေတွေမှာသူ့ရဲ့စိတ်ခံစားချက်တွေကနေဝင်ပြီးတာယာမိနေတယ်လို့ပါပဲ။လေးလံလွန်နေတဲ့ညဝန်းတွေကိုအာကျင့်လို့ဖွင့်ဟကြည့်မိပါတယ်။ပထမတစ်ချက်အဖွင့်မှာတော့သူဟာတက်တလုံးအတွင်းစီမှာရောက်ရှိနေရကိုမြင်မိလိုက်ပါတယ်။ညဝန်းတွေကပြန်လည်မှေးမိသွားပြန်ပါတယ်။နောက်တစ်ချိန်အာကျင့်လို့ပြန်ပြီးဖွင့်ကြည့်လိုက်ပြန်ပါတယ်။အိုးမင်းမပြောတယောက်ပါလား။ မိမက်ပြူကသူ့ရဲ့ခန္ဓာကိုအပေါ်ဘက်စီမှာမိမွေးဖောက်မွေးအတိုင်းပဲအဝတ်စားပလာနဲ့ရှိနေ။အိုးသူလည်းမိမက်ပြူနဲ့အတူတူပါလား။သူတို့ချင်းခန္ဓာကိုယ်တွေကလည်းပူကန်ကြီးတွေ့နေ။မိမက်ပြူစီကဆန်ရွယ်ရှိတို့ကသူ့ရဲ့ခန္ဓာကိုအပေါ်စီမှာအပုံလိုက်ရှိနေ။ဒါဟာသူတို့ချင်းမောင်ဖိုးစီဆက်ပြီးတော့မတွေ့ရတော့ပါဘူး။စိတ်ကိုအားကျဉ်လိုက်ကနှုတ်ဖြားနေ။မင်းမင်းဘသူမိမက်ပြူကမောင်ဖိုးစီရဲ့စကားတော့မဆုံးသေးပါဘူး။နှကန်းနေစီကိုသူ့ရဲ့လက်ညှိုးလေးနဲ့ညင်သာစွာထိပေးလိုက်ပါရဲ့။ ဒီအခိုက်အထီးတွေတွေကိုပုံမလို့ခန်းစားမိလိုက်ပြီးမောင်ဖိုးစီတောင်မျက်ဝန်းတွေကမင်းမိသွားပြန်ပါတယ်။ဥမောင်ပြောင်မောင်ဖိုးစီပြုတ်ကျသွားရကြောက်သေးစီကိုခဲရခဲစစ်စင်းပြီးလိုက်လံရှောက်ဖွေပါတယ်။ရှောက်ဖွေမှုတစ်ချောင်းမှလည်းနှုတ်ကနေတောဥတန်ပေးလို့ရှောက်ဖွေခဲ့ပါတယ်။သူဒီကြောက်တွေကိုစင်ပြီးရှောက်ဖွေတာနိုင်အနေငယ်ကြာနေပါပြီ။အခုတိမောင်ဖိုးစီတော့မတွေ့သေးပါဘူး။ဦးလူရှိလားနှုတ်ကနေအစမပြတ်အော်ဟင်းနဲ့ဥမောင်ဟာတောကိုတိုးဝင်လာနေမိပါတယ်။ တနေ့အောင်ရောက်တော့ဆန်းချောင်းကလေးနဲ့ဖေကတဲကလေးတလုံးကိုလှမ်းတွေ့မိပါရယ်တဲကလေးစီသွားပြီးတော့အကူကြီးတောင်းမယ်ရဲ့လို့တွေးပြီးဥမောင်းလေးခတ်တုတ်တုတ်ခြေလှမ်းလိုက်ပါရယ်တဲရဲနာကိုရောက်လို့ရောက်ခင်မှာတော့ခြေလှမ်းတွေကိုရှက်လိုက်ပြီးတဲရှင်ကိုလှမ်းအော်ဖို့ဟန်ပြန်လိုက်ပါရယ်ဒီခိုင်မှာပဲသူ့ရဲ့အနောက်စီကနေခြေတန်းကြားလိုက်ရပြီနေဘသူလဲဒီဘာလာလောက်တာလဲမာချခတ်တန်လုံးနဲ့အတန်းစားဥမောင်းလှည့်ကြည့်လိုက်ပြီးတော့အသက်80အရွယ်လောက်ရှိမယ့်အဖွားအိုကြီးတယောက်တောင်ဝေးထောက်လို့ရှန်နေရကိုတွေ့လိုက်ရပါရယ် စိတ်ကလည်းဒီတော်ကြီးရဲ့မှာဒီအမေကြီးကရိုးမှရိုးပါရဲ့လားပေါ့ဟဲ့ငါမင်းနေလေအဲ့ဟောဟုတ်ကျုပ်ကျုပ်တူလေးဝက်ဝံကောင်ဒီကြောက်တဲ့ကြာသွားတော့လိုက်ရှာနေရပါဦးမောင်ရဲ့အဖြေစကားဆုံးမှအဖွားကခက်ဆင်းဆင်းစိုက်ကြည့်လာပြီဘသူမှဒီကြောက်တဲ့ကြာမလားမင်းဒီညနေထွက်သွားလိုက်တော့ဟာမဟုတ်ဘူးကျုပ်တူလေးကြာသွားတော့ကျုပ်မျက်စိနဲ့ဟဲ့ကောင်ဘသူမှကြာမလားပါလို့ငါပြောပြီးပြီလေကာလနာတိုက်ချင်တာလားငါတော့တော့မထွက်ခင်နေသွားလိုက်တော့ အဖွားကအတင်းကိုပဲမမ်းမဲလှုပ်ပါတယ်။ဥမာကလည်းမောင်ဖိုးစီတိချောက်တဲကိုကြာသွားတာကမျက်မြင်ဆိုတော့ဒေါသကထောင်ကနေထွက်သွားရဲ့။ကျုပ်မျက်စိရဲ့အရှိမာရင်ကြောက်သွားမလို့ဆင်းရှာတာဗျ။ဒါခမရမစီမဆိုင်ဟိန်းလားဟုတ်လားလာလုံနေသေးတယ်။တဲဒီကောင်ဟာလေမသားပေါ်ခြင်းညာပဲ။ဟဲ့ငနဲ့ကျော်နင်အသက်ဝင်စမ်း။အဖွားအုပ်ကပြပြောဆူဆူနဲ့သူ့ရဲ့လက်ကန်လေးကင်ထားတဲ့အနဲ့ရောင်တောင်းဝေးကိုမြေးစီကိုပြစ်ချလိုက်ပါတယ်။ ။ကြောင်ဝေးကမြေစီကိုကြာတာနဲ့ရုပ်ကြီးအနဲ့ရောင်မွေကြီးတကောင်အတင်ကိုပြောင်းလဲသွားပြီးပပင်းကြီးထောင်ရင်နဲ့တဖူဖူးနှာမှုတ်ပါရယ်။ဒီခိုက်မှာပဲအဖွားအိုကြီးကသူ့ရဲ့ခေါင်းကြီးကိုလက်တဖက်နဲ့ဆွဲဖြုတ်ပြလိုက်ပါရယ်။ခေါင်းကြီးကခန္ဓာကိုယ်ဆီကနေပြုတ်ထွက်သွားပြီးလေထဲမှာတန်လန်းကြီးဖြစ်လို့ရပါ။ဒီမြေကွင်းကြောင့်ပဲဥမောင်းမှာတော်တာရီပြောက်ပြီးဟာကနေဖြစ်ကသွေးပြက်သွားရပြီအအမေကြီးရဲ့ကျုပ်ကမသိလို့ပြောမဆုံးမရှိတာပါကျုပ်ကိုဖွင့်မိပါနဲ့ဗျာသွားဆုပ်သွားပါမယ်ဆိုပြီးတော့ခြာကနေလှည့်ထွက်လို့နောက်ကိုလှည့်မကြည့်စရံပြေးပါရယ် ငါမလောက်ရှိနေတယ်လို့နေကန်ကောင်းသွားတယ်မှတ်။အဖွားအိုရသူ့ရဲ့ကံကိုနေရတကြပြန်တဲ့ရင်ဥမရဲ့နောက်ကျောကြည့်လို့ရေရွတ်ကျင်းဝလိုက်ပါရယ်။ပြီးတော့တဲစီကိုလှမ်းဝင်သွားတဲ့အချိန်မှာတောင်ဝေးရနေပြောင်းသွားတဲ့မြွေကြီးကနေအနောက်ကနေရှော့ကနေလိုက်ပါသွားပါရယ်။ဥမောက်ကြောင့်ကြောက်အားလန့်အားနဲ့ရှော့ထဲကနေအပြေးတက်ခဲမိပါရယ်။အစင်းတော့ကတော့ခက်ခဲပြီမယ့်အခုပြန်တက်တော့ကြောက်စိတ်ရဲ့စေစောအားကြောင့်ဘယ်ကနေဘလို့အပေါ်ပြောင်းလာတယ်မသိပါဘူး။အပေါ်ရောက်ပြန်တော့လေတဲစီကိုရောက်အောင်အာတုံခွန်ဆိုင်ပြင်းနေမိပြန်ပါရယ်။ ။ပါဇက်ကလည်းဆုံးမကြီးဆုံးမကြီးဆိုပြီးတော့လည်းအဆက်မပြတ်ရေရွတ်နေမိပါရယ်။သူ့ဘဝမှာအခုလိုမျိုးအဖြစ်အပျက်မျိုးတွေတခါမှမကြုံမှုခဲ့ပါဘူး။ဘဲနေမြဝါထင်ထင်ကြီးကိုပဲတောင်ဝရနေမှုရဲ့အဖြစ်ကိုပြောင်းသားစေတယ်။ပြီးတော့သူ့ကိုရံမှုတိုက်ခိုက်ဖို့စေပါလာတယ်။သွေးပြက်စရာတိတ်ကောင်းလုံးနဲ့အခိုက်တမယ်။သူသာစောလင်အောင်မတောင်းမှန်မိခဲ့ရင်အမြန်ဆုံးသာမပြေးမိခဲ့ရင်အခုလောက်ဆိုရင်အဖွားအုပ်ကြီးပြောသလိုမတာပေါ်နေလောက်ပြီ။ဥမာပြပြေးလာလိုက်တာများတဲစီကိုရောက်လာတယ်။တဲထဲကိုအပြေးဝင်လိုက်တော့တစုံတယောက်ကိုဝင်တိုက်မိလိုက်ပြီ။ အမလေးပြစောင်းမကြီးကဲကြပါဦးမောက်ပြအော်ဟင်းနဲ့ဖင်ထိုင်ရဲ့လဲကြသွားပါတယ်တဖက်ကသူတိုက်လိုက်တဲ့သူကလည်းသူ့လိုပဲလဲကြသွားပါတယ်တိုက်မိရဲ့သူဦးမောက်ကကြပြကြရပဲကြည်လိုက်တော့သူယူတယောက်စပရာဆုပ်ဖွားပြီးနီးကြောင်လို့နေပြီးအဝတ်စားတွေကလည်းပေးရပေးပွားလို့ရပါဘာတွေထက်တာမှမသိဖောင်းကားနေရဲ့လွယ်အကြီးတလုံးကိုလည်းတန်းလွေထားပြမှသေးတယ်အယိုယိုအာတူရောနသားလေးနာလိုက်တာနော် တို့ရိုးစရာနဲ့ညှိတွားတဲ့အတန်းကြောင့်ဥမောင်လည်းရည်ကျင်စိတ်ဖြစ်မိသွားပါတယ်။ကြိုင်မဲလည်းခုနကြုံလာတဲ့စုံမကြီးကိုမျက်စိနဲ့ချက်ချင်းပြန်ပြီးတော့မြင်ရလာတာမို့ကြောက်စိတ်ပြန်ကဲသွားပြီ။ဆုံဆုံစုံမကြီးဟမ်ဘယ်ကစုံမကြီးတုန်းစုံမကြီးရှို့ရဲမှာအဲနေပါဦးမင်းရောလူစင်စက်ဟုတ်ရဲ့လားဟမ်ငါတို့ရောနဲ့သားလေးကလူဘယ်လိုလုပ်ဟုတ်ပါမလဲကွယ်လူ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 မဟုတ်ဘူးဆိုတော့မင်းကိုဟိုစုံမကြီးကလှုပ်လိုက်တာမလား ဘယ်ကဆုံးမကြီးတော့ငါတို့ကနှက်သားလေးငါလေးကနှက်သားလေးသူတော့ဟဲ့သူယူကဟိတ်နဲ့ဟန်နဲ့လှုပ်ပြောလိုက်ပါတယ်ဦးမောင်ကလည်းစိတ်ထဲဆုံးမကြီးလွတ်လိုက်တာမဟုတ်ဘူးလို့ယုံကြည်လိုက်မိပြီဆုံးမကြီးငါဆုံးမကြီးကိုတွေ့လာလို့နင်ဟာရောက်ကလေးကဒီဆုံးမကြီးပဲပြောနေတော့တာပဲဆုံးမကြီးကကြောက်စရာကြီးဟာခေါင်းကြီးကိုသူ့ရဲ့ခန္ဓာကိုယ်နဲ့ဆွဲဖြုတ်ပြတာသူယူရဲ့မျက်လုံးတွေကလေကလေဖြစ်သွားပါတယ်နင်အတော်ကြောက်နေရပါပဲကဲကဲ ကြောက်စိတ်ကိုဖယ်လိုက်တော့နင်ပြောတဲ့ဆုံးမရောငါသူတော်လေးဖြည့်ရှင်းပေးမယ်။မင်းသွားလို့မရဘူးနော်။သွားရင်မင်းတို့ဘာသူတတ်လိမ့်မယ်။ကဲပြောမှသာပြောစမ်းမ။ဦးမောင်လေဟုတ်ဟုတ်မဟုတ်ဟုတ်လူတို့ရဲ့သဘောတရားအရမိမိတွေ့လာတာကိုတပားသူစီကိုပြောတတ်တဲ့ညင်အတိုင်းသူကြုံခဲ့ရတာကိုပြောပြလိုက်ပါရယ်။အဲ့ဆုံးမရဘယ်နားမှနေရလဲ။ဟိုဘက်နားရှူလေးမ။ငါသူတော်နှစ်သားလေးသွားလိုက်မယ်။သူရူးကပျော့ပျော့ဆူဆူနေပဲနေရာကနေလှမ်းထွက်သွားပါရယ်။ ဦးမောင်ကတော့သူ့ယူကိုအပြေအဝမယုံကြည်ရတာမို့တဲစီမှာပဲကြက်ရရင်တောစီယာနေပြောင်းဖို့ကိုပစ္စည်းတွေကပြကရလိုက်ပြီးတော့တိန်နေပါရယ်သူတော်တယောက်အကြောက်လုံးနေတဲ့လူကြီးညွန်ပြရာရှိုရဲစီကိုဆင်းဖို့လှုပ်လိုက်ပါရယ်တကယ်တော့သူတော်ဒီတော်ရဲကိုရှောင်းနေရတဲ့အကြောင်းကဘိုးတကြလူယောက်ျားနဲ့တံဝတပြုပြီးတော့ထုံကူးမဲ့ကဝေမာကြီးတယောက်ကိုဆုံးမစေဖို့အတွက်စေလိုက်တာကြောင့်ပါခုနအကြောက်လုံးနေတဲ့သူရဲ့ပြောပုံအရတော့ကဝေမာကြီးကသူ့အတွက်သားကောင်းဖြစ်မောက်ဖိုးစီဆိုတဲ့ကောင်ကလေးကိုဖမ်းဆီးမိထားလိုက်ပြီလေ သူတော်နားရဲ့ပဲ့တင်လာတဲ့ခေါ်တန်းကြောင့်သူတော်ရဲ့ခြေလမ်းတွေတန့်ငနေဖြစ်သွားပါရဲ့ဘုဒ္ဓကြာသူတော်ခုပဲသွားနေရရောက်တော့မယ်နေနောက်ကြတော့မယ်မြ мян သွားဟိုကဝေမာယာသုံးချိန်မြောက်တံဝါတပြုတ်ပြီးလို့ရှင်သူ့ရဲ့ကဝေထုံကူးမှုကိစ္စပြီးပြီအဲ့ခါကျလက်ငင်းကိုပဲလူအသက်တစ်ချောင်းဆုံးပေါမှာဖြစ်တယ်လို့နောက်များမှလည်းလူအသက်တွေထပ်ပြီးတော့ဆုံးပါလိမ့်မယ်ဟုတ်ကဲ့ဘုဒ္ဓကြာနေစိတ်လိုက်မှမှလည်းရှောက်လို့မနေနဲ့ဦးနော်နေစီယာကြောက်စင်းကဝေနဲ့ပဲဒီကိစ္စကိုဖြေရှင်းခိုင်းကြည့်ကြလား ဘိုးတကြားလို့သူတော်တုံးတော့တက်တဲ့သူဘိုးစားတီကအရင်လိုသူတော်တယောက်စိတ်လိုက်မှန်ပါနဲ့တပ်ဖြတ်မာရီကိုဖြစ်မလာစေဖို့အတွက်သတိပေးစကားဆိုပါတယ်စိတ်ချပါဘိုးတကြားရဲ့သူတော်ကိုယ်ပါသာထိန်းကျောင်းတက်နေတတ်ပါပြီပြောလိုက်ရင်တော့ဒီလိုပဲဘိုးတကြားအထံကြောက်သွားပါတယ်သူတော်လည်းရှုပ်ရဲကိုဆက်ဆင်းခဲ့ပြီးလှမ်းလာတဲ့အခါမှာတဲအင်္ဂလီကိုလှမ်းတွေ့ရပါတယ်တဲကလေးကသူတော်ရဲ့အမြင်မှာတော့လှုပ်လှုပ်ခတ်ခတ်ဖြစ်နေအောင်တွေးမိလိုက်ပါတယ်ဟွန်းငါအထဲဝင်သွားလို့မဖြစ်ဘူးအပြေကနေပဲလှမ်းခေါ်ထုံမှဖြစ်မယ် သူတို့ကပြောပြောဆိုဆိုနဲ့ပဲအနီးရခဲလုံးတွေကောက်လိုက်ပြီးတဲစီကိုလှမ်းလို့ပြတ်ပါတယ်။တပုံမုံနဲ့ဂဲရီကြောင်နေရောတဲအတွက်ရနေထမင်းရင်ရှားထားတဲ့မိမပြူတယောက်ဒေါသတကြီးထွက်လာပါတယ်။ဟဲ့ဘုရားတောက်ယူကောင်းလေငါတဲကိုဂဲနဲ့ပေါက်နေတိတ်ချင်းညာလား။မိမပြူကဒေါသတကြီးပြောပေးမိသူတို့ကတော့တဟားဟားနဲ့ရှီမောနေပါတယ်။ဟဲ့ခွေးမသားလေးနင့်ကိုပြောနေတာနင်မနာတတ်ဘူးလား။အမလီလီမလောက်ပါနဲ့အဖွားကိုကြီးကအသက်နဲ့မလိုက်အောင်ငဲရွယ်နုပြောနေလို့သူတော်ကအံ့ဩပြီးရေမိတာပါ အသက်နဲ့လိုက်ပါမူလားပြန်လိုက်ပါအဲ့ဒါဆိုရင်သူတော်မရှိတော့ဘူးတဖက်ကမိမပြောကရှူးရှူးရှာရှာဖြစ်သွားပြီးသူ့တကူလုံးလက်နဲ့တတ်ချလိုက်တော့နဂုံမူလားအသွင်အဖွားဟိုကြီးဖြစ်သွားပါတယ်ငါသူတော်နသားလေးရဲ့စကားကိုနားထောင်တာပဲထပ်ပြီးတော့ကလိရအောင်မေသူယူကသူ့ဘာသာကြောက်တဲ့တီတိုးရေရွတ်လိုက်ပြီးအဖွားဟိုကြီးကိုကြည့်ပြီးတော့တဲတဲ့ရလူသားလေးကိုပါနစ်ဆက်တီးရှုပ်ပြီးတော့ပြန်လှုပ်ပေးလိုက်ဘာမင်းကဘာကောင်းမလို့ငါ့ကိုအမိတ်လာသေးနေရလဲ ငါတို့ကနတ်သားလေးမအမိတ်ပေးနေပေါ့အယူကတတ်တတ်လာပြီးနှောက်ရှက်နေရပဲအညာဆုံးရှင်းပြတာကောင်းမယ်အဖွားကြီးကရေရွတ်ပြီးတော့သူတို့စီကိုတောင်းဝေးနဲ့လှမ်းပြလိုက်ပါတယ်တောင်းဝေးကလန့်ကိုလက်တဲ့မွေးနေကြီးတကောင်ဖြစ်သွားပြီးလွင့်ပြန်လာတော့သူယူကလွေထဲကတစုံတစ်ခုကိုထုတ်ယူကပြန်ပြစ်လိုက်ပါတယ်အဲ့ခါမှာပဲချင်းကနေအတန်နဲ့တူပောင်ဝဲကျင်တစ်ခုလုံးစိမ့်ဖန့်နေတဲ့အလင်းအောင်တွေဖြတ်ထွက်လင်းချင်သွားပြီးလွင့်ပြန်လာတဲ့မွေးနေကြီးဟာအပိုင်းပိုင်းပြတ်ထွက်သွားခဲ့တယ်လို့ တစ်ဖက်ကအဖွားအုပ်ကြီးကလည်းတစုံတစ်ယောက်ကခြေသိမ်းရချလိုက်တယ်လို့ဖြစ်ပြီးဒူးတုတ်ရတာလဲကြလို့သွေးပွက်ပွက်အန်ထွက်လာပါတယ်သူတော်ကလက်ကိုဖြန့်ချလိုက်ပါတယ်ဒီခါမှာဖြာထွက်နေတဲ့အလင်းရောင်တွေကလက်ဖွားစီမှာလာရောက်စုဝေးပြီးကြောက်စိမ့်အယုတ်ကလေးဖြစ်သွားခဲ့ပါတယ်ကြောက်စိမ့်ယုတ်လေးကစွမ်းသာပဲသူတော်ကပြောပြရတဲ့အယုတ်ကလေးကိုလွှဲအီးစီပြန်ထည့်လိုက်ပါတယ်နောက်တော့တဲစီကိုလှမ်းသွားလိုက်တဲ့အချိန်မှာတဲတဲကကပူကယိုနဲ့လူငယ်တယောက်ပြေးထွက်လာပါတယ်။အမဖိုးစီဆိုတာသူပဲနေလိမ့်မယ်။နမိမယ် ိုးနမ့်မိမယ်ကျုပ်စီကနေထွက်မသွားပါနဲ့မောင်ဖိုးစီကနှောက်ကနေတဖွာဖွာအော်ဟစ်ပြီးတော့ကြောင်စီစီမြဘိုးနေနဲ့ဟိုတီပြေးလာရင်ရှိနေရတယ်သူတို့အမြင်တော့နမ့်မိမယ်ဆိုပြီးပြေးချလာပါတယ်သူတို့လည်းသူ့စီပြေးလာတဲ့မောင်ဖိုးစီကြောင့်မျက်လုံးပြူသွားပြီးအိတ်ထဲကချီမံခွင်လေးထုတ်ပြီးအလျင်များဆွတ်ချလိုက်ရပါတယ်ချီမငွေစုံမိသွားတဲ့ချိန်မှာတော့မော်ဖိုးစီကဟင်းကနဲ့တက်ပြင်းချရင်မူလာတီပြောင်းဝင်လာခဲ့ပါတယ်။သူ့နဘေးကဒူးထောက်ရသားဖြစ်နေတဲ့အဖွားအိုကြီးကိုမြင်တော့ရုတ်တရက်မော်ဖိုးစီကအံ့ဩသွားပါတယ်။ပြီးတော့သူတို့ကြည့်ပြီး နမိမေရောနမိမေမရှိဘူးသူ့ကိုလည်းနင်စိတ်ဝင်စားမနေနဲ့မှားလို့သာဟိုမဲနင်းစရာကြီးကပြန်တော့မှာမို့အချိန်မီအောင်မြင်မြန်သွားစေငါသူတော်လေးနင့်ကိုလိုက်ပို့ပေးမယ်သူတော်ကပြပြဆဆုံနေပဲမောင်ဖိုးစီရဲ့လက်ကိုဆဲလို့ရှိုးအပေါ်ကိုတက်ခဲ့ပါရီအပေါ်ရောက်ပြီးတဲ့နောက်မှာတော့တဲစီကိုခတ်တုတ်တုတ်လှမ်းလာခဲ့ပါရီရလူလူချိန်မှာတော့သူတော်ကမောင်ဖိုးစီကိုအင်းတစ်ချက်ပေးပြီးတော့တဲအောင်ရောက်တာနဲ့တမ်းမီမျိုးချဖို့မှာကတယောက်တည်းပြန်စီလိုက်ပါရီဒီလိုနဲ့ရက်ကြည့်လို့နေရရင်ကနေ သူတို့ဆရာတပည့်ချင်းပြန်ဆိုရင်တော့အချင်းချင်းပြောဆိုကြရင်လည်းအကြောင်းစုံကားကနနာနားလေကုန်ကြလိမ့်မယ်။ရေရွလိုက်ပါလေ။ပြီးတော့ကြောက်ခံလိုက်ပြီးသူ့အိတ်သေးစီကအုံးလက်မြေကိုထုတ်ယူပြီးတက်ခွာစီလို့ပြေးထွက်သွားပါရဲ့။ဟုတ်ကဲ့ပါရှင်။ဒီနေ့တင်ဆက်ပေးသွားတဲ့အပိုင်းလေးကိုနားဆင်ရတာပရိသတ်တို့အနေနဲ့သဘောကျနှစ်သက်လိမ့်မယ်လို့မျှော်လင့်မိပါရဲ့။နောက်ရက်တွေမှာလည်းကြောင်ရှိနေသေးတဲ့အပိုင်းစက်လေးတွေကိုစဉ်စားမပြတ်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ channel လေးကိုစောင့်မျှော်နားဆင်ဖို့လည်းမမေ့ကြပါနဲ့ဦးနော်။ နားဆင်ရပြီးခဲ့ကြတဲ့ပရိသတ်ဥတျောက်ချင်းစီတိုင်းကိုလည်းကျေးဇူးထူပဲတင်ရှိပါရရှင်